ဒီကြည်ဆန်တရောက်တယ်မှာဂျမုတ်တွေရွေးပါတာမဟုတ်ဘာလို့လူတို့ရဲ့အင်အားတွေဓာတ်ရုံညီကူရဲ့အသက်တွေချွေးတွေစိတ်အားထက်သန်မှုတွေအကုန်လုံးပါဝင်နေတယ်ဒီကြည်ဆန်ရဲ့ဒီကြည်ဆန်လည်းမတူဘူးဒီကြည်တရောက်တယ်မှာသွားတွေပါဝင်နေတယ်ဒီကြည်တရောက်ကရန်သူတယောက်ကိုလဲကျစေနိုင်တယ်လို့ငါတို့ရှေ့တလန်တူဖို့အတွက်လည်းသွားဖြစ်နိုင်တယ်ဘာလို့မကြည်ရအများများသာမရှိဘူးဟုတ်တယ်မှန်တယ်ဒါမင်းကတော့ရက်နေတဲ့နေရာ ငါတို့ခုရောက်နေတဲ့ရင်းမြေကငါတို့ရဲဘော်တွေရဲ့အသက်တွေပြစ်ဆက်ထားရတာငါတို့သူရဲကောင်းရဲ့အသက်တွေကိုလည်းဖြစ်မခံရဘူး။ဒါကြောင့်မို့ငါတို့ရွေးချယ်ခဲ့တဲ့လမ်းငါတို့တိုက်မဲ့ဒီတိုက်ပွဲငါတို့ကြောင့်ကြည့်အောင်ရှောက်တဲ့ပါကြောင်းရဲ့ချက်မှပြဖို့လူမယ်လို့ကမသိဘူး။โอเคเลย ဘုံကျတော့ဒါတော့ထုံးစံအတိုင်းပါပဲအာပြည်သူတွေကိုမလားဘုံကျတဲ့ပြည်သူတွေကိုလုတ်တယ်ပြည်သူကလေးပဲလေးရောက်ထိတယ်ထိတယ်ထိတယ်ပြည်သူကလေးပဲထိမှာပေါ့ဒီအချက်ဘက်ကိုထောက်ပံ့တယ်အချက်ဘက်ကိုအားပေးတယ်အချက်ဘက်ကိုဝိုင်းရဲအားလုံးကြားတယ်နော်ရန်သူကတော့ရန်သူလိုစကားပဲပြောတယ်ရန်သူကတော့ရန်သူစိတ်ဓာတ်ပဲပြည့်ရှိနေတဲ့အချိန်မှာတော်လိုင်းကြီးဘက်ကသူကလည်းရန်သူကိုရန်သူလိုချိန်မုံနိုင်ဖို့အတွက်ပြတ်သားတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်တယ်လေးနှစ်သားအရွယ်ကလေးတွေတော့ PDF ပါလို့ဟောကတော့ကပြောနေပြီနော်ဒါလေးနှစ်သားအရွယ်ကလေးဆိုတာလည်း PDF ပဲပြောတာရှင်းတယ်ရန်သူရန်သူကရန်သူစိတ်နဲ့ပဲပြောရတာလေးနှစ်သားအရွယ်ကလေးတွေကလည်း PDF ဖြစ်တယ်လို့ သင်ကန်းချုပ်ပြီးတော့ဘောမိုင်းလဲ PDF ပဲဒါတွေအကုန်လုံးပြောချင်တဲ့သဘောကတော့မင်းရောက်လိုက်ဘုံကျက်သမ ्या ထိသမ ्या လူအကုန်လုံးဟာအားလုံး PDF ပဲလို့ပြောချင်တာပဲအဲ့တော့ဘုံကျက်ကြီးဆိုမှကျမတို့ထိပါလေကျွန်တော်တို့ဒီလူတွေကိုထိပါလေဆိုပြေလိတ်ကောင်းတော့ဟုတ်ပေါ်လဲအကူပဲအကူကောင်းတော့ဟုတ်ပေါ်လဲအကူပဲအကူနော်အဲ့တော့ပြည်သူများကိုပြောချင်တာကလက်ပံမှာကပြည်သူရှိတာထက်ပြည်သူတို့ဥစဉ်တော့တက်မှတ်လို့မရပါဘူးဗျာ။ပြည်သူတို့ဥစဉ်တော့ပြည်ရဲ့ဒီဆိုးမှုတွေပြည်ရဲ့ဒီကြီးဆိုးတာတော့အဲ့လိုစဉ်းစားပါဘူး။ဒီတက်မှတ်တော့နဲ့ဘာသာစရဲဆိုကြီးဆိုးတာကလည်းရဲရဲလည်းရဲစခန်းတော့ပဲ။အပြင်မထွက်ရဘူး။ ဟိုဟာလည်းညနေနာတော့ဒီကနာမရှိရအတွက်သူ့ရဲ့နောက်ဆုံးဘဝညီမချင်းထားเนาะအခုဆိုလို့ရှိရင်တော့သူဒီအသက်ကနော်ရုံးနိုင်မှာချောင်းချုံမဲ့အရွယ်ဖြစ်နေပြီသူ့ဘဝညီမချင်းဒီသူ့ရဲ့အတန်းတူပေးတာဖြစ်တယ်နင်အမေစုကိုပြောမနေနင်ရဲ့ဘဝညီမချင်းမှာဘာဖြစ်မလဲဆိုတာကိုစောင့်ကြည့်ရမယ်เนาะ တော်လံမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက်ရီပေါ်ရရှိမြေ channel လေးရပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးတွေရရှိမြေလို့သွားပြီးကမှတော့ယနေ့ master 16ရက်နေ့အင်္ဂါနေ့ရမတပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ပရောင်းဆုံးနေနဲ့ကတော့စစ်ကောင်စီကတရက်တာတွင်စစ်ကွေးတေဆုံးမှုစရင်မှာတော့သခိုင်းတိုင်းကတားအင်းတော်မှာတော့အကောင်84ကောင်34ဦးကိုတော့အရှင်ဖမ်းမိခဲ့ပါတယ်သခိုင်းတိုင်းရုံမြူမှာ3ကောင်မန္တလေးတိုင်းဝမ်းတွင်းမှာ3ဦးလင်းဝင်ရောက်ပြီးအကိုးတိုင်းအင်းမမြူမှာ2ဦးလင်းဝင်ရောက်ကအကိုးတိုင်းသလင်းမြူနယ်မှာလည်း2ဦးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ် အားရစရာသတင်းတပုတ်ဒီနေ့ကတော့ငသရောမြို့နယ်ခွဲကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုပိတ်ဆို့တိုက်ခိုက်မှုမှာစစ်သားနဲ့ပြူစောထိ80ရောက်သေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကြောင်းလက်နက်ခင်းရများပြားသိမ်းဆည်းရရှိကြောင်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။မန္တလေးတိုင်းညောင်ဦးခရိုင်ညောင်ဦးမြို့နယ်ငသရောမြို့နယ်ခွဲအတွင်းသို့ဝင်ရောက်လာတဲ့ကျမ်းပတ်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ချေမှုန်းခဲ့ရမှာစစ်သား84ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကြောင်းကိုတော့ပကံဘီလူးတပ်မှတော်လိုင်းရဲဘော်တာဝန်ရှိသူတို့ကနေပြီးတော့ ပြောကြားထားတာတွေ့ရှိရပါတယ်။ညောင်မျိုးနဲ့ငသရော့မျိုးနယ်ကွက်တွင်ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုထောက်ဝါရနဲ့အိုးရင်ရွာကြားမှာအော်လိုင်းပမုံတဖွဲ့တွေကတိုက်ခိုက်ချေမှုခဲ့ရမှာစစ်သား69ဦးနေရာမှာပင်သေဆုံးပြီးညောင်ဦးစစ်ရုံသို့ပြင်းထန်ဒဏ်ရာရရှိသွားသောစစ်သားပူစောတိ9ဦးသည်လည်းထပ်မံသေဆုံးသွားကြောင်းသိရှိရပါတယ်။ရင်ဂျပန်စစ်တပ်စစ်ကြောင်းဟာခမန်းအင်အား80ခန်းသာရှိသည့်စစ်ကြောင်းဖြစ်ပြီးစစ်ကြောင်းတစ်ခုလုံးပျက်စီးသွားကာပြည်သူများ၏ဆိုင်ကယ်ကိုအတင်းအဓမ္မလူယူပြီးငတ်တရော့ရက်စကန်ကိုဖက်ပြေးသွားပြီး၃ဦးသာလွတ်မြောက်သွားကြောင်းဖြစ်ကြောင်း ရင်းတိုက်ပွဲတွင်မှလက်နက်ခဲယံများပြားသိမ်းဆည်းရမိကြောင်းတပ်ပုံများနေတကွာပေါ်ပြထားပါတယ်။ရင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူပေးရန်ရောက်ရှိလာခဲ့တော်လဲတိုက်ပွဲပြီးဆုံးသွား၍ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များလုံခြုံသည့်နေရာသို့ရောက်ရှိချိန်မှာရောက်ရှိလာခြင်းဖြစ်ပြီးဘုံကျဲတိုက်ခတ်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။ဝေဟင်တိုက်ခတ်ဖို့အတွက်လေရင်ဝဲနေတဲ့အချိန်ရဲဘော်တွေကုန်လုံးလုံခြုံစိတ်ချတဲ့နေရာရောက်သွားပါပြီ။အဲဒါကြောင့်ထင်တဲ့ဘုံကျဲသွားတာမျိုးတော့မရှိဘူး။သူတို့ကမြေပြင်မနိုင်တော့ဝေဟင်ပဲသုံးတာပြည်သူတွေကကြားတဲ့ကဘာမဆိုင်ညာမဆိုင်ခံကြရတဲ့ပြောကျင်တာကမင်းတို့ယောက်ျားတွေဆိုလေရင်မသုံးနဲ့ဒီမှာအချိန်မီွေးလာခဲ့ဆို တက္ကသနဲ့ပြူတွေကိုပြောကျင်နေဒီကကတော့မဆိုင်တဲ့ပြည်သူအိမ်တွေကိုမိရှူတာမလုပ်ကြနဲ့ယောက်ျားချင်းပဲရက်တဲ့ဖဲ့မယ်ဆိုပြီးတော့ပကံဘီလူတက်မှတောင်းဝင်ရှိသူတူကပြောထားတာကိုတွေ့ရှိရပါတယ်တသတင်းတို့မှာတော့လက်ပံလိုက်ရွာကိုစစ်ကောင်စီကနေပြီးတော့ထပ်မံပြီးတော့လေချောင်းတိုက်ခတ်ခဲ့တာကြောင့်မြို့သူမြို့သားတို့တိဆုံးခဲ့ကြောင်းသိရှိရပါတယ်မန္တလေးတိုင်းစင်ကုံမြို့နယ်လက်ပံလာကျွရွာကိုစစ်ကောင်စီကထပ်မံလေချောင်းတိုက်ခတ်ခဲ့ရမှာမြို့သူမြို့သားတို့တိဆုံးပြီးကြောက်ဦးထိခဲ့တဲ့ဒဏ်ရာရရှိခဲ့တယ်လို့မြို့နယ်တာဝန်ရှိသူတွေကပြောထားပါတယ် ဒါ18ရက်နေ့ည9:00နာရီထိုးမှာပဲစစ်ကောင်စီကလေကြောင်းတက်ခတ်ခဲ့တာလို့ဆိုပါတယ်လက်ပံလိုက်ယူရနဲ့မြောက်ဘက်ကပင်လေကြီးယူရနာကိုပုံကျဲခဲ့တာဖြစ်ပြီးဒဏ်ရလူငါတွေကိုသက်ဆိုင်ရာကစေကူပေးနေဆိုတဲ့တာဝန်ရှိသူကပြောတာပါတယ်မလ14ရက်နေ့ကလည်းလက်မှတ်လာကြေးရဈေးတက်ကိုစစ်ကောင်စီကလေကြောင်းတက်ခတ်ခဲ့လို့ပြည်သူ28ဦးသေဆုံးပြီး38ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရှိရပါတယ်နောက်ထပ်သတင်းမှာတော့ကချင်ပြည်နယ်ဗမော်မှာရှိတဲ့ ရိုမန်ကက်သလစ်ခရစ်ယာန်ဖျားရှိကူးကြောင့်ကိုစစ်ကောင်စစ်ဘုံဝင်တွေကမနေ့ကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ကချင်သတင်းမြစ်ကဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ဟာဖျားကြောင့်ကိုလေကြောင်းကနေဘုံကျဲတက်ခဲ့တာမဟုတ်ပဲစစ်ကောင်စီတပ်သားတွေကိုယ်တိုင်မီးရှို့ဖျက်ဆီးခဲ့တာလို့သိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ KNB နဲ့ကော့ဂရိတ်မြဝတီအာရှာလမ်းမိုင်းကိုထိန်းချုပ်ဖို့အင်အားသုံးစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းနဲ့တော်လိုင်းရေးပူးပေါင်းတဲ့များတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေပြီးတိုက်ပွဲတွေဟာပုံမပြင်းထန်နေတယ်လို့ကော့ဂရိတ်ဒေသခံ PDS စစ်ကြောင်းမှူးတူကပြောထားပါတယ်။ဒီနေ့တော့ကော့ဂရိတ်မြို့နယ်မှာ စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းနဲ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ပြောထားပါတယ်။တိုက်ပွဲကနေ့တိုင်းဖြစ်နေပြီးစစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းအထူးကြိတ်တော်များနေတယ်လို့လည်းကော့ဂရိတ်ဒေသက PDF စစ်ကြောင်းမှတူကပြောထားပါတယ်။နောက်ထပ်သတင်းတွေမှာတော့အကိုတိုင်းအင်းမမျိုးမှာစစ်ကောင်စီကအထမတပ်သားတစ်စုဆောင်းပြီးအန်စီထိန်းသိမ်းထားတဲ့ပြည်သူနှုတ်ကိုမဟာမိတ်များနဲ့ပူးပေါင်းပြီးကယ်ထုတ်နိုင်ခဲ့တယ်လို့တာယာဝတီထိုင်တရင်383တက်တခွဲ3နက်စစ်တဲ့တပ်ဖွဲ့ကတမှုကပြောထားပါတယ်။မတ်လ15ရက်နေ့က PKI အင်းမတက်ဖြစ်တဲ့ တမ66ကနေပြီးတော့စူဆောင်းရေးထိန်းဌာနမှာထိန်းသိမ်းခံရတဲ့လူငယ်နှုတ်ဦးဟာပြည်ထောင်ပကပကူညီဖြင့်ထိတ်ဆက်ခဲ့ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့အဒီတသားသစ်စူဆောင်းခံရသူတွေဟာနှစ်ဦးမှာတော့တော်လိုင်းရေးတဖွဲ့များရဲ့အကူအညီဖြင့်ဘေးရိုးရာကိုရောက်ရှိနေဖြစ်ပြီး၎င်းတို့ရဲ့ဆန္ဒအရတော်လိုင်းရေးမှာပါဝင်နိုင်ဖို့စီစဉ်လှုပ်ဆောင်ပေးနေတယ်လို့လည်းလက်စစ်တဲ့တခွဲမှုကပြင်ပြထားပါတယ်။လူငယ်ကျမကြီးကလမ်းလျှောက်ရင်းနဲ့ပြည်သူများကိုအမှန်တရားလေးတွေချတာကြမှာပါဗျာနော်။ဒီလူတွေရဲထဲမှာ ဒါကတော့နေရလာက15ရက်နေလောက်ကထင်တယ်ဦးဇင်းမင်းဝင်းနဲ့ပတ်သက်ပြီးမှဦးဇင်းပြောခဲ့တဲ့ကျောင်းသူကျောင်းသားတွေကို PDF တင်ပြီးပေါ့နော်အဲ့တော့ကျောင်းသူကျောင်းသားတွေကတော့အေးစစ်စစ်နဲ့ဒီဘက်ကကိုဆရာတော်ဦးရတူတို့နေရဲတော့ကြုံမှုဒီကအားလုံးပေါ့နော်ကြုံမှုတန်တရားကင်းတန်တရားကင်းဗေရှင်းဆိုတော့ရရှိဒီလိုလာခဲ့ပြီပေါ့နော်ကျောင်းသူကျောင်းသားတွေအားလုံးကတော့ပထမဆုံးပြည်သူနစ်နာမယ်ပြည်သူနစ်နာပြီဒါလည်းဒါလည်းနိကအစားဦးတွေမလို့တာနဲ့ပြစီမယ်အာဆရာဆရာတော်ကြီးတွေစိတ်ကတိကောက်ဖြစ်မယ်စိတ်မချမ်းသာအောင်ဖြစ်မယ်အဲ့ဆရာတော်ကြီးတွေစိတ်မချမ်းသာအောင်ဖြစ်တယ်ဆရာတော်ကြီးတွေစိတ်ကတိကောက်ဖြစ်တယ် ဆိုလို့ရှိရင်တော့အတောင်ဘသူမှပြီမင်းတို့မှအပြစ်ပဲမင်းတို့မှအပြစ်ပဲအေးစစ်ဖြစ်နေတဲ့မင်းကွန်းကိုမင်းတို့ကသူကူးပြလို့တဲ့ဒီပေါ်မင်းမကိုဘုန်းကျင်းနေတာပြောမှမပြောရတော့လဲမင်းပြည်တည်းတွေပဲပြောရတာပေါ့အကျန်းဖြစ်ပြီးရွာတွေရွာသားတွေအကုန်လုံးအကုန်လုံးနေကန်ပြီးလွားနေအောင်လုပ်တယ်အဲဖြစ်လာတဲ့ပြဿနာမင်းတို့အကျန်းဖက် PDF တွေပဲဒါနော်ဟုတ်ပြီဒုတိယအချက်ကတေကုလက်ပါဘုန်းကျင်းတယ်ဘုန်းကျင်းတော့ဒါတော့ထုံးစံတိုင်းပါပဲအာပြည်သူတွေကိုမလားဘုန်းကျင်းတယ်ပြည်သူတွေကိုလုပ်တယ်ပြည်သူကလေးဘယ်လျောက်ထိရထိတယ်ထိလဲ PDF ကလေးပဲထိမှာပေါ့ ်ပြည်ရက်ကမွေးဖက်သင်္ကုမတကယ်ရှိတဲ့တချို့လုပ်ငန်းတွေရွှေလုပ်ငန်းပိုင်ရှင်တွေတကယ်တချို့လူတွေဒီဒီချိန်ကတတ်မတော်ကိုနဲ့ပူပေါင်းတာတော့မဟုတ်တတ်မတော်ကိုခွန်ပေးကြရတယ်ရှိမယ်ဟိုဆိုတော့အကုန်လုံးပေါ့ဗျာနော်အဲ့လိုအများစုကတော့အကုန်လုံးအိုးအေးအကုန်လုံးပေါ့ဗျာအကုန်လုံးပြစ်ပြီးမှအကုန်လုံးနော်ပြေးလွားတာတချို့သင်္ကုမရှိတဲ့လူတွေရောလက်ပတ်မှာရှိတဲ့လူတွေရောအကုန်လုံးဒီချားနေဝါရပြည်သူတွေကတော့ဆွေကူးမှတယောက်မှမရှိဘူးအေးစစ်စစ်နေရဒီအကြက်ဘက်ကိုထောက်ပံ့နေအကြက်ဘက်ကိုအားပေးတယ်အကြက်ဘက်ကိုဝိုင်းရံနေတဲ့ ီခင်ဗျအကြက်ဖက်အပီးတွေပဲဒါကတော့လက်ပံမှာရှိမှာပဲလက်ပံအဲမင်းပြောသလိုပဲ PDF တွေကိုအောက်ဖောက်ခံအပီးရင်လေးလာသားယူရလဲ PDF လို့ပြောရင်တော့မင်းတို့စစ်ခွေးပေါ်မာတဲ့ကောင်တွေကတော့တေချာတယ်မင်းတို့လည်းစစ်ခွေးတွေပဲအဲ့တော့မင်းတို့ကိုလည်းစစ်ခွေးတွေရှင်းသလိုပဲရှင်းပြရမှာပဲမှာရှိမှာပဲအဲ့တော့အဲ့ဒီအကြက်ဖက်ကိုအပီးနေတဲ့သူတွေကိုပြောချင်တယ်နော်ခင်ဗျားတို့ရွှေတွေရတယ်ခင်ဗျားတို့ရွှေတွေလုတ်တယ်ခင်ဗျားတို့ကတယောက်တဝက်လုံနေရဆိုပါဦးသိန်းတို့တည်တယ် PDF ကိုလည်းခင်ဗျားတို့ကဆက်ကြည့်ပေးရတယ်တရားနေကိုလည်းဆက်ကြည့်ပေးရတယ်ကရန်ယူလည်းဆက်ကြည့်ပေးရတယ်ခင်ဗျားတို့အကုန်လုံးပေးနေရတာ ။ကဲဒါတော့သူ့ဘာစက်ကြီးမရလို့လောင်နေတာပါ။နော်။ခင်ဗျားတို့ရတာရတာနဲ့ပေးရတဲ့တော့မကဘူးညီယူတာနေကြားနေရတာနော်။အဲ့တော့ဘုံကျဲကြီးဆိုမှကျွန်တော်တို့ထိပါတယ်ကျွန်တော်တို့ပြည်သူတွေကိုထိပါတယ်ဆိုဖင်လေကောင်းထွက်အောင်ဟုတ်။ဟောလဲအပူပဲ။အပူပဲနော်။ကဲပေါကတော့မိတို့ကတော့ဖင်လေကောင်းထွက်အောင်အော်ခိုင်းဆမ်းမှာလုံးဝထမင်းရောဟင်းရောဘာမှမကြွေးပဲနဲ့ရေတောင်မတိုက်ပဲနဲ့အော်ခိုင်းဆမ်းမှာဗျာ။ RFID TV သွေးထိုးနေသည်ခလောက်ခံအောက်ကျန်လေးတိုင်းတန်လူသက်သမားနားမယောင်လေးနဲ့တတိထား ။အဲညီတို့ကတော့88ခဲအော်ခဲ့တဲ့ခွေးအော်တဲ့ခွေးစကားတွေကိုပြောနေပြီမပူလူတယောက်ကတော့ UABBC ရန်တိုက်ပေးနေသည့် RFA DBB တွေးထိုးနေသည့်မစ္စီမာခက်တဲ့အေရာတွေပြောင်းလဲနေကြသည်။ကဲဒါကတော့အရင်တုန်းကစကားတွေပေါ့ဗျာ88လုံးကလူငယ်တွေကိုတွေးထိုးခဲ့တဲ့စစ်ကောင်စီရဲ့အောင်ဖို့တခုပေါ့ဗျာ။အမလေးဒီခေတ်မှာတော့21ရာစုမှာတော့နင်တို့ထင်သလိုလူငယ်တွေအားလုံးကညံ့နေတွေမဟုတ်တော့ဘူးပြည်သူတွေကိုထင်မသေးနဲ့ နော်ပြည်သူတွေကိုထင်သိလို့နေမှာတော့အာနာသိမိလို့အခုချိန်ထိမြောက်မီးခဲကြိုင်သူတို့ဖြစ်နေတာလေခလောက်ဆန်အောက်ကြံလေလိုက်တန်လူသက်သမားနားမရောက်လေနဲ့တတိထားဆက်မင်္ဂလာပါဒီနေ့နောက်25ခုနဲ့မက်ရှလာ16ရက်နေ့ဖြစ်ပါတယ်ဆိုင်နော်ဦးသားရွှေဆိုလို့ရှိရင်လည်းတို့နီးမျိုးစုံပြောကြတယ်ဦးနေဝဲနီးမျိုးစုံပြောကြတယ်ဆရာနာရှင်နဲ့ဘလို့သူပထွေးတို့ပြောလို့လည်းမခံမနေနိုင်ဖြစ်နေတာဖြစ်ပါလေဆိုပြီးတော့အနုပညာရှင်လူရှင်တော်ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူပြက်တွေကတိုင်းပြည်ကိုပျက်စီးရပျက်စီးကြအောင် ကျမတို့ပြည်သူတွေကိုဝါဒမှိုက်တိုက်ခဲ့ကြတယ်။နော်စာပေဟောပြောပွဲဆိုတဲ့ဒီလိုပဲထင်းလင်းဦးတို့အုပ်စုအစိုးဆုံးပဲနော်ထင်းလင်းဦးတို့အုပ်စုအစိုးဆုံးပဲစာပေဟောပြောပွဲခေါင်းဆောင်တက်ပြီးတော့လူထုနားရဲကိုအစိတ်တွေတိုက်တွင်းခဲ့တယ်အစိတ်တွေလောင်းခဲ့တယ်တရင်အစိတ်တွေခတ်ခဲ့အဲ့ဒီလူတွေကြတော့ဒီမိုကရေစီနဲ့တာရရလွတ်လပ်စွာဒီပေါ်စာပေဟောပြောပွဲမှာပြောတဲ့စကားလုံးတွေကညီတို့အတွက်တော့အရေးကြီးကမောင်ဝါဖက်ခံရတယ်လေထုံထုံလူနေမှာသေးကြပဲပေါ့ ပါပြောဆိုမှုရှိတယ်ဆိုပြီးတော့လွတ်လပ်စွာစော်ကားခဲတဲ့လူတွေကြတော့ဘယ်လိုမျိုးဥပဒေအရအပြစ်ပေးအေးအေးယူခြင်းမခံရဘဲနဲ့ကျမတို့မြို့တိုင်းဦးဆောင်ရှာတော့ဆရာဦးရတို့ကြတော့နော်စင်ပေါ်မှာဟောပြောပွဲလေးတပြောပြောတပွဲဟောမိလိုက်တာနော်မိမတရဒေါက်ဖနယ်လေးဝက်ဒေါက်ဖနယ်လေးစီလန်1ဆက်လေးတွေဝက်ပြီးတော့က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 ော့နဲ့ရှောက်ပြီးတော့နော်နိုင်ငံတော်ရဲ့ခက်တိပြတရားတာရတန်မိုးကြီးရဲ့တွန်းထက်ရတနာလေးသူဝက်တယ်ဒါဟာသူ့ယောက်ျားလားစားလား ตุตาลาซาลาเสียเราก็ดีฮ้อเปียวไปตะคู่มาทีโลမျိုးซินบอกว่าฮ้อเปียวรออ้าวตุอยากจะลาซาลาซอบ่ฮู้ป่าวตุละตุตานี่ลาซาลาบ่ฮู้ป่าวเอลิบ่ฮู้ป่าวออเนียนี่ลูกบ้องมานี่เว้ออเนียเลยนี่ลูกเมจีบาลาตุอยู่ข้อไก่นี่เดปะสันไอ้เดียบะตู้เนี่ยลาซาเนี่ยแหวท่าอะแล้วสุบิ๊ดเมี้ยงหน่อยเนี่ยลาซาลาลูกโคท่าดาท่าลิเปียวไล่มิดาโอป้อมมาวันดูโพป้อมมาวันดูโพสรว่านายเนี่ยเนาะป้องกันหมู่เนาะ လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်ဆိုပြီးတော့လွတ်လပ်စွာစော်ကားခဲ့တဲ့တက်မတော်နဲ့ပြည်သူကိုမြောက်များစွာတွေ့ခဲခဲ့တဲ့စာပေဟောပြောပွဲအမိခံအစိတ်လောင်းခဲ့တာလေအနုကဲပန်းနဲ့ဂျူမာမဟုတ်ဘူးခန်းနဲ့ဂျူမာလို့ပြောခဲ့တာတော့ဘယ်ရောက်သွားတာလဲပညာရှင်အမိခံလူရွှင်တော်အမိခံပြီးတော့နော်အခုခွေးငါကောင်ဖက်အစိုးတော်မဲနော်နွားငါကောင်ဟားငါကောင်ဖက်အစိုးတော်မဲတော်လမျိုးတွေအားလုံးပဲဒီဗီဒီယိုလေးမှာကတော့မေသမီးလေးသေးသေးကနေပြီးတော့ ော်လိုင်းရေးရှိန်မြင့်တင်ပို့နေပြီသူများတွေအားဖြစ်စီမဲ့စကားကိုပြောထားတာဖြစ်တဲ့အတွက်ပြန်လည်ဝင်ပြခြင်းဖြစ်ပါတယ်မကြည့်ရသေးမျိုးကျွန်တော်တို့အတူတူကြည့်တော်ရရပါတယ်ကြောက်ခေါ်သွားတယ်ဆိုတဲ့ခြင်းကြားခုနရဲ့နာမည်ကြီးအများစွာရှိတယ်ပေါ့နော်ထည့်ထားတယ်ဒါပေမဲ့မပြောပြတော့ဘူးဒီထဲမှာတော့နော်အဲ့ဒီမှာမင်းအောင်လိုင်းရဲ့သားတွေလည်းပါတယ်ပေါ့အဲ့တော့စီးပွားရေးကိုပြောင်ပြောင်တင်းတင်းပဲဒီလောက်မြန်မာနိုင်ငံစုပြတ်တက်နေတဲ့အချိန်မှာခရိုနီလန်းစင်တွေကိုဟုတ်လားအဲဒီစီးပွားစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကုသန်းရောင်းဝယ်ဖောက်ကားရေးတွေကိုအမျိုးတွေကိုပြောင်ပြောင်တင်းတင်းကောက်ထည့်တာပေါ့နော် ဲ့လိုအမြဲတမ်းလေးဒီလိုလောက်လာတာပါပဲတိတ်တော့မထူးဆန်းပါဘူးဒါပေမဲ့အခုပေါင်ဝင်လာတဲ့ခရိုနီတွေကလက်သစ်ခရိုနီတွေဖြစ်တယ်နော်အရင်တော့ကခရိုနီကြီးတွေတော့ပါတာမတွေ့ရတော့ရှောင်နေကြတယ်ပေါ့နော်အခုကတော့လက်သစ်ခရိုနီတွေဖြစ်တယ်အဲ့တော့တစ်ချိန်လုံးမြန်မာနိုင်ငံကိုအဲ့ဒီခရိုနီတွေနဲ့ပဲပေါင်းပြီးတော့မှမြန်မာနိုင်ငံရောင်းစားလာခဲ့တာပဲနော်တကြီးကြီးလည်းတော့ကုန်သွားပါဟုတ်လားအဲ့တော့အဖက်ဖက်ကိုနော်ယုံရင်းပြက်စီအောင်လုပ်နေတဲ့အထက်မှာဒီခရိုနီတွေပါပါတယ်ဟွန်းဆိုတဲ့ခါကျတော့မင်းအောင်လိုင်းတို့အခုလုပ်နေတဲ့လုပ်ရက်ကျမတို့ပြန်ပြီးတုံးတက်ရမယ်ဆိုလို့ရှိရင်ကျမတို့အချိန်ချိန်လုံးကဟိုပထမဗီဒီယိုတွေမှာပြောခဲ့သလိုပါပဲ ို့တွေကမြန်မာနိုင်ငံကိုတနိုင်ငံလုံးထိုးထွင်းဖို့အဆင့်သက်ရှိနေပါပြီသူတို့ရဲ့အသက်ရှင်ရေးသူတို့ရဲ့ရက်တီရေးချမ်းသာရေးဒီလောက်ကိုပဲသူတို့ကကောင်းနေမှာထည့်ထားတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံအတွက်နော်ဘာကျေးဇူးတရားမှာအရင်တော့လည်းမရှိခဲ့ဘူးနောက်လည်းရှိလာမှာမဟုတ်ဘူးအခုလည်းရှိမှာမဟုတ်ဘူးအဲ့တော့ဒရင်ကောင်းတော့ထုတ်တာတော်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 ကောင်းနေရှင်သူတို့ဘက်ကနော်ပြည်သူရဲ့အကျိုးအကျိုးစီးပွားအတွက်ဆိုပြီးတော့ဒါအခုချိန်ကြီးစောက်ခွက်ပြောင်းပြီးတော့ပြောနေအောင်နော်ပြည်သူရဲ့အသက်တွေကိုတော့မှနော်ပြည်သူရဲ့အသက်ဆိုတာကျွန်တော်တို့ PDF တွေကိုပြောတာမဟုတ်ဘူးနော်ဘာမှမဆိုင်တဲ့လူတွေရဲ့အသက်ကိုရရဆက်ဆက်နော်တက်ဖြတ်တယ်အိမ်နေမီးရှို့တယ်ပြီးလို့ရှိရင် စစ်မှုထမ်းဥပဒေဆိုတဲ့စောက်ပေါ်ဥပဒေတွေထုတ်ပြီးပြောကျင်တာလေးပါလေတိတာဥပဒေကိုကိုယ့်ကိုရေးရချင်းကျမတို့မြန်မာနိုင်ငံမှာရှိနေတဲ့အဲ့ဒီစစ်မိတ်ဆာတွေကလုပ်နေတဲ့လုပ်ရက်ကိုကျမပြောပြဥပဒေကသူတို့ရဲ့ဥပဒေကဗလာစာရွက်ထဲမှာအကောစရာရှိနေတာနော်ကိုယ့်ကိုကိုလိုရင်လိုသလိုကောက်ရေးတာနော်ဟာကိုတခုခုလုပ်ဖို့လိုအပ်လာပြီးတို့ရဲ့အကျိုးစီးပွားအတွက်ပဲဖြစ်ဖြစ်တို့ရဲ့အာဏာတည်မြဲရေးပဲဖြစ်ဖြစ်တခုခုလုပ်ဖို့လိုအပ်လာပြီဆိုရင်အဲ့ဒီဥပဒေကိုချက်ချင်းလက်ငင်ကောက်ဆွဲနိုင်တဲ့အထိစောက်ပြီးစောက်နေနှစ်ပြောင်တိုက်တာနော်ဆော့ရှယ်မေးဆိုတာလောက်တာနော်အဲ့ဒါကို အပေးထောက်ခံနေတဲ့လူတွေလည်းရှိတယ်။တကယ်တော့ဒီကောင်ကြီးအသက်သက်ဆိုးရှည်နေရတဲ့အကြောင်းရင်းကမြမပြမရှိနေတဲ့တုံးစားလို့မရတဲ့လောက်ကောင်ကြီးနော်ချီးပိုးလို့ကောင်ကြီးကြောက်တယ်ဒီကောင်ကြီးအသက်ရှင်နေတာဖြစ်တယ်နော်အဲ့တော့ထားပါတော့ခရိုနီလေးဆိုတာကတော့သူ့ရဲ့အကျိုးအမြတ်အတွက်သူ့ရဲ့အသက်ကိုလည်းဟာလာမနှမျောဘူးဘာမှလည်းမကြောက်ဘူးနော်ငါတို့ရှိမှစွမ်းအားရှင်တွေရှိနေတယ်ဆိုတော့စိတ်တစ်ခုနဲ့ပြည်သူမျက်နှာကိုလည်းမကြည့်ဘူးလောက်တာကိုထားပါတော့အဲ့ဒီအောက်ကဘာမှမဟုတ်တဲ့လူတွေကအခုချိန်ကြီးမင်းအွန်လိုင်းနဲ့ပတ်သက်ပြီးတော့မင်းအွန်လိုင်းစစ်တပ်နဲ့ပတ်သက်ပြီးတော့ဟိုလိုက်ပြီးတော့ ဟိုအခုချိန်ကြီးเนาะအသေးခံပြီးတိုက်နေကြတာတွေ့ရတယ်เนาะတေချာစဉ်းစားဖို့လိုတယ်ဆိုတဲ့အကြောင်းပြောတာပါအဲ့တော့မြန်မာပြည်ကတော့ဖြစ်ချင်သလိုဖြစ်နေတာပါပဲဒီထက်ပိုပြီးတော့စိုးရတဲ့အဖြစ်ရက်တွေပဲကျွန်တော်မြင်နေရမှာပဲနောက်စစ်မှုထံဥပဒေနဲ့ထုတ်ပြီးတော့ပြည်သူကိုလုံချင်လို့ခေါ်ချင်လို့ခေါ်ဆွဲချင်လို့ဆွဲနေတဲ့ခြေနေကိုလည်းကြည့်လိုက်ပါเนาะနောက်တစ်ခုကအဲ့ဒီစစ်မှုထံခေါ်တဲ့လူတွေဆိုလို့ရှိရင်เนาะထွက်ပြေးတဲ့လူတွေကိုပြစ်တတ်တာတွေအဲနောက်တစ်ခုကအဲ့ဒီစစ်မှုထံထဲမှာပျော်အောင်လို့ဆိုပြီးတော့ နော်ဒီဝိဇေးတွေ30ခိုင်းပြီးတော့ထားထားတာတွေဝိဇေးတွေ30ပြီးတိုက်ခိုင်းတာတွေဒါတွေကအမှန်တရားတွေပဲဒါတွေကဂျင်းတွေမဟုတ်ဘူးရှင်နော်အပေါ်မှာတွေကတော့ဒီတော်လိုင်းရေးဘက်ကထွက်တဲ့သတင်းမှန်တယ်များဂျင်းပဲပြောတာလीနော်ဘာလို့လဲဆိုတော့တို့ကအများအန်းဂျင်းမိနေတယ်လို့ဆိုတော့လူတွေဆိုတော့တို့လူတို့ကိုထည့်ထားတဲ့ဂျင်းတွေနဲ့ပဲတို့ကပိတ်နေကြတာပေါ့နော်အဲ့တော့ဖြစ်ချင်သလိုဖြစ်လာတော့မယ်မြန်မာနိုင်ငံဆိုတဲ့ခါကျတော့ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုလို့ရှိရင်အခုလက်ရှိကျွန်မပြောပြမယ်နော် မရောက်နိုင်လို့လုတ်တဲ့လုတ်ကွက်ကဂျက်ကောင်းထိအောင်လုတ်တာပဲနော်တကယ်လို့သူ့ရဲ့လုတ်ကွက်ကဂျက်ကောင်းတကယ်ထိပြီဆိုကျွန်တော်တို့တွန်လည်ရဲ့အင်အားတော်တော်လေးထိထိထိတော့ထိလိုက်မယ်ပေါ့ရှင်နော်ဒါပေမဲ့တွန်လည်ရဲ့ကနောက်ဆုတ်သွားမှာတော့မရှိဘူးနောက်ဆုတ်သွားဖို့မရှိဘူးဒါပေမဲ့ကက်ကဲသွားမယ်ပိုကြသွားမယ်အဲ့ဒီအနေထားမျိုးတော့ရှိတယ်အဲ့တော့ဒီလိုအနေထားမျိုးမှာ เนาะကျွန်တော်တို့စည်ရဲချင်းတွေကိုပြန်ကြည့်မယ်တကယ်တမ်းကျရင်စည်ရဲကသာကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်ပေးမှာเนาะစည်ရဲအနိုင်ရှုံးကသာဆုံးဖြတ်ပါမယ်အွန်လိုင်းကြိုက်တဲ့ကောင်နဲ့ပေါင်ကြိုက်သလိုလုပ်လုပ်လို့ရတယ်တော်လိုင်းရဲကိုအချိန်ကြာသွားမှလည်းပြည်သူတွေပိုခတ်ထဲလာမှာပဲရှိတယ်အဲ့တခုပဲရှိတယ်ကြံတာကတော့မယ်အွန်လိုင်းကိုဘာမှဒီတော်လိုင်းရဲကိုဘာမှဘယ်လိုနည်းနဲ့မှတားဆီးရပ်တန့်ပစ်လိုက်လို့မရဟုတ်တယ်เนาะကျွန်တော်ပြောတာအဲ့တော့သူတို့ဟာပြည်သူလူထုကိုเนาะဆက်ကျင်နေပါတယ်ဆိုပြီးတော့သူတို့ကတိုက်မယ်ဆိုရင်တတိုင်းပြည်လုံးကိုဘုံကျဲပြစ်မှရမှာသူတို့နေနေတဲ့အဝန်းအဝိုင်းရလွှဲတတိုင်းပြည်လုံးကိုဘုံကျဲပြစ်မှရမှာဒီလိုအခြေအနေမျိုးကိုသူလုပ်မှာလား လုံရဲမှာလားအဲ့လိုလုံလို့မရဘူးလေအဲ့လိုလုံလို့ရန်တို့နာကားသွားမှာပေါ့เนาะအဲ့လိုအဲ့လိုအခြေအနေမျိုးမှာရှိတယ်ဆိုတဲ့ခါကျတော့တော်လိုင်းရေးအခြေအနေကကျမတို့မြန်မာနိုင်ငံရဲ့80%ကလုံလောက်ကိုတိမ်းထားပြီးသွားပြီเนาะအခုကျမတို့မြေပုံထောက်ကြည့်သိနိုင်တယ်ရှင်ဘောမတွေကချင်းပါညာဆိုပြီးလောင်အောင်မယ်အဲ့လောက်မှစီတို့ကဒီလောက်ပဲသိရအောင်เนาะအဲ့တော့မြေပုံကိုထောက်ကြည့်ပို့ပြီးတော့သိနိုင်တယ်ကျောင်းတော်လိုင်းဘတ်တော်သားတွေမှာဘယ်ဘယ်တက်ခွဲဘယ်တက်ရင်ဘယ်တက်ခွဲတွေဆိုတာကအချိန်ပြီးသားနှမ်းနေလေကတရင်နေလေထုတ်ပြင်းပြီးလားအဲ့တော့ဘယ်တက်ရင်ကဘယ်မှာရှိရဲဆိုတော့ကျွန်တော်မြေပုံထောက်ကြည့်ရင်သိနိုင်တယ်အဲ့တော့နေပြီးတော့ရန်ကုန်မန္တလေးနဲ့ ်ဘကုဒီလောက်ကလေးကိုပဲသူတို့ချေကုတ်ယူထားတဲ့နေရာလေးဒါလေးပဲရှိတော့တာဖြစ်တယ်လို့မင်းအောင်လိုင်းစစ်တပ်ဟာမြန်မာပြည်သူလူထုအတွက်နဲ့မြန်မာနိုင်ငံအတွက်ကတော့အဆိုးရမဟုတ်တော့သူတို့ဟာဗာလေတော်လိုင်းအဖွဲ့စည်းလိုမျိုးအဖွဲ့စည်းတစ်ခုသာဖြစ်တော့တယ်နော်လက်နက်ကင်အဖွဲ့စည်းတစ်ခုသာဖြစ်တော့တယ်သူတို့မှဘာတိတ်ခါဘာကုန်တိတ်ခါမှမရှိတော့ဘူးဘာတက်တိမှမရှိတော့ဘာတိုက်ရင်ကတ်ရင်မှလည်းမရှိတော့ဘူးယူဟာကောင်းကောင်းလေးမချပေးနိုင်တော့နော်အဲ့တော့အဲ့ဒီသူတို့ရဲ့လက်အောက်မှာရှိနေတဲ့လူတွေကလည်း စင်ရေးကိုအာယုံမဆိုင်နိုင်ဘူး။ဘာလို့အာယုံဆိုင်နေလဲဆိုတော့ငါဒါကိုလုတ်လိုက်လို့ရှိရင်တော့မင်းအောင်လိုင်းခိုင်းတာလေ။လိုက်လို့လို့ရှိရင်တော့ငါဘယ်အချိန်လောက်မှဘာဖြစ်သွားနိုင်မလဲ။ဘယ်လိုညာလူမျိုးကိုရသွားနိုင်မလဲ။ဘယ်လိုအကျိုးမြတ်ကိုရသွားနိုင်လဲ။ဆိုတာတွေပဲခေါင်းနဲ့ထည့်ရတာ။အဲ့ဒါကိုမသိတဲ့ချီးကိုလို့လောက်အောင်နေအောက်ကနေရွှေစီရွှေစီတက်နေတာ။ရွှေစီရွှေစီတက်မှာပေါ့သူတို့ကလည်းမျောလင်းနေကြတာပေါ့နော်။အဲ့တော့ရုပ်မာတဲ့လူတတိုက်ပေါ့ရှင်။ကျွန်တော်တို့နိုင်ငံထဲမှာရုပ်မာတဲ့လူတတိုက်ကနည်းနည်းလေးပဲရှိတာ။တကယ်တမ်းကျရင်ပြည်သူလူထုကတာ။အဲ့ဒီရုပ်မာတဲ့လူတတိုက်ကိုအမောက်ကျိတ်ကိုစောင့်နေကြတာ။ဒါတို့လည်းကောင်းကောင်းသိပါရဲ့။ ဲ့တော့အဲ့ဒီလူတစုနည်းနည်းလေးကလှုပ်ချင်တယ်လို့လှုပ်တဲ့အခြေအနေတွေကျမတို့စောင့်နေပါလားကျမတို့အဲ့လိုမထင်ဘူးအခုအေအေရဲ့လှုပ်ရှားမှုကလည်းအရန်အားရစရာတင်းနေစရာကောင်းတယ်လို့နော်ကချင်နော်ပြီးလို့ရှိရင်ချင်းအဲ့ဒီဘက်ကိုကြည့်လိုက်လို့ရှိရင်လည်းပဲဒါတိမ့်နေတာဒါချင်းပြည်နေဆိုလည်းအကုန်လုံးကိုတိမ့်နိုင်ဖို့ပြည်နေတစ်ခုလုံးကိုတိမ့်နိုင်ဖို့ဘာမှမကြံတော့တဲ့အခြေအနေဖြစ်နေအဲ့တော့တော်လိုက်ရချင်းနေတာတကယ်ကိုမှကျမတို့ရှစ်ဆယ်ရာခိုင်နှုန်းတိမ့်နာပြီပါအဲ့တော့ကျမတို့ကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်တပ်ပေါင်းစုဖွဲ့နိုင်ဖို့ရင်ကျမတို့ပြည်သူတွေအော်လာတာ၄နှစ်ရှိသွားပြီနော် ီအခြေအနေတခုဟိုကျွန်တော်တို့မျှော်လင့်တယ်ဒီလူလူတို့အနေနဲ့တောင်းဆိုတာတိုင်းရင်းသားကလက်နက်တိုင်းခေါင်းဆောင်များအားလုံးကိုတောင်းဆိုသလိုတာဝန်ရှိသူများအားလုံးကိုလည်းကျွန်တော်တို့တောင်းဆိုပါတယ်နော်တပ်ပေါင်းစုဖွဲ့နိုင်ဖို့ကိုကျွန်တော်တို့အရန်မျှော်လင့်တယ်ဘာဖြစ်လဲဆိုရန်သူကိုအချိန်ပေးထားတယ်လို့မျိုးမဖြစ်စေချင်ဘူးသူတို့အချိန်ရသွားမယ်သူတို့ကျွန်တော်တို့အချိန်ကအရန်ကိုအရန်ကမှတန်ဖိုးကြီးနေတယ်အရန်ကမှအရေးကြီးနေတယ်2025နော်ရွေးကောက်ပွဲကိုလည်းဘယ်ဘယ်ဘယ်လမှာဘယ်အချိန်မှာလုပ်မယ်ဆိုတာကိုသူတို့ဘက်ကကြံစည်ထားပြီးဖြစ်တယ်အဲ့တော့ဟိုဖြစ်လုပ်ချင်တယ်လို့လုပ်မယ်ရွေးကောက်ပွဲအဲ့တော့ကျွန်တော်တို့ကဒီအချိန်နေတိစောင့်နေလို့ ဘာဘာကျမတို့အတွက်ဘာထူးလာမှာကျမတို့လုံးဆရာရှိတဲ့ဟာကိုလုပ်ဖို့အတွက်အားလုံးစုစည်းညီညွတ်ဖို့လုပ်ရဲဆိုတဲ့အကြောင်းပြီးသူလူလူကလည်းဒီတာဝန်ရှိသူခေါင်းဆောင်တွေကိုဝိုင်းပြီးအော်ပေးကြပါတုံလိုင်းရေးချိန်နေအခုချိန်မှာကျမတို့ကလုံးဝအတားစီးရနေတာတောက်လျှောက်လေအတားစီးရလာခဲ့တာဖြစ်တယ်